collection အဲ့လိုမျိုးရထားလေးကအဲ့လိုလာပြီးတော့ hello အားလုံးပဲမင်္ဂလာပါ AFOPN နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ရောက်နေတဲ့နေရာကဒါဘူကိပနန်လမ်းဆုံးပေါ့နော်အာဘာလို့လဲဆိုတော့ဒီနေ့ညစာကျွန်တော်ထမင်းလည်းမစားချင်ဘူးအဲ့တော့ဘာစားရင်ကောင်းလဲစဉ်းစားရင်းနဲ့ကျွန်တော်တို့ဒါ RF sign လေးစိုင်ကိုကျွန်တော်တို့ရှာတွေ့ထားရပေါ့ဒီ sign လေးကတော့နေရာလေးလည်းကောင်းတယ်ပြီးတော့အရသာလည်းကောင်းတယ်ပြီးတော့လို့ရှိရင်ဒီမလေးရှားနေကြရင်မှာဆိုတော့အရင်နာမည်ကြီးရပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်တို့သွားစားမယ့်ဆိုင်ကဟလတ်ပါသူတို့ကဒီမှာဆိုလို့ရှိရင်ရှာဝါမအရင်နာမည်ကြီးရပေါ့နော်အဲ့မှာသူက အာဘယ်လိုခေါ်မလဲအသားกินထားတဲ့ဟာမျိုးနဲ့လှုပ်ထားတဲ့ဟာမျိုးပေါ့နော်ပြီးသွားလို့ရှိရင်အဲ့ကျွန်တော်တို့ဒီ tortilla လိုမျိုးတုံးနွားဆိုနံပြားလိုဟာမျိုးနဲ့ပြန်ပတ်ထားတဲ့ဟာမျိုးပေါ့ဆိုတော့အဲ့ဒါလေးကျွန်တော်လာစားဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူလိုက်ကြည့်ပေးကြပါအောင်နော်အကသူက upper deck နဲ့ outer ရှိရယ်သူကဒီ outer ကဟာကျတော့သူကဒီ take away only ပဲကွာအဲ့လိုမျိုးဒီအာဘယ်လို pass away လာထုတ်ချင်တယ်ဆိုလို့ရှိရင်သူကဒီမှာဝယ်ရတယ်တကယ်လို့ကျွန်တော် dining လုံးမယ်ဆို upper deck ကိုသွားရမှာပေါ့နော်တို့ကအခုက dining လုံးမှာဆို upper deck ကိုသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ မီနူးလေးလည်းချပေးထားတယ်တက်လိုက်ရအောင်နော်2 person 2 person please อ่าบาเลยดูบาเลยซอรี่อาราเบียรูบารูเลยโอมันเนาะไอ้น่ะอเปญสินโลမျိုးควินทาဆိုလဲအရန်ကြာပြီ ပြီးတော့သူကအဲ့လိုမျိုးအဲ့လိုညာဘက်တွေတီးခွင်တာပေါ့အဲ့တော့တကယ်လို့ကိုက ဟိုညစာရီပိုင်းပေါ့နော်အဲ့လိုမျိုးအဲ့လိုအရင်ညညစာရီပိုင်းစားကျင်နေဆိုလို့ရှိရင်ဥမာည3နိုင်3နိုင်အထိလဲသူတို့ဖွင့်နေပေါ့နော်အောက်မှာတော့ဒါသူကလုံအောင်မဲတဲ့ဟာပေါ့ RF style ပေါ့နော်လုံအောင်အဲ့လိုပြင်ဆင်ထားတယ်အပြင်ဆင်လေးတွေကဒီအပေါ်မှာကျတော့ကျွန်တော်ဒီဟိုရှီချားရီပိုင်းတောက်လို့ရတယ်နောက်တစ်ခုကကျတော့သူကဘာနာမည်ကြီးသေးလဲဆိုတော့သူရဲ့ view ပေါ့နော် view ကကျတော့ဒီ mono ray နဲ့သူကဓာတ်ရိုက်လှမ်းမြင်နေရတာလုံအောင်အမှန်လေးကထားဆိုတဲ့အခါကျတော့သူကလုံအောင်ဓာတ်ရိုက်လှမ်းမြင်နေရတဲ့အခါကျတော့ဒီမှာအဲ့လိုမျိုးမလေးရှားနေကြတဲ့မှာလာချေးတဲ့လူတွေ အာပြောလို့ရှိရင်ဒါ Instagram အပေါ့နော်ဓာတ်ပုံလာရိုက်တဲ့လို Instagram Sport အနေနဲ့လည်းနာမည်ကြီးတယ်ပေါ့အဲ့တော့သူအစားတောက်လည်းကောင်းတယ်ပြောလို့ရှိရင် location လည်းကောင်းတယ်ပြီးတော့ဓာတ်ပုံရဲ့လို့လည်းကောင်းတယ်ဆိုတဲ့ခါကျတော့အေဖိုးပြိသက်တွေကိုကျွန်တော်တို့ကဒါမိတ်ဆက်ပေးခြင်းလို့ဒီဇိုင်းလေးကိုခေါ်လာတာပေါ့နော်အာ chicken please chicken အာတော့ Arabic အစားအစာထဲမှာဆိုလို့ရှိရင်သူကမစားမဖြစ်စားတဲ့နယ်ထဲမှာဆိုဘာပါလဲဆိုလို့ရှိရင် hummus ပါတယ် hummus ကကြတော့တော်ပါပေါ့နော်တော့ ဟိုပဲတွေကိုသူကချိန်ထားတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့ဟို ingredient တော့ကျွန်တော်အတိအကျမသိဘူးဒါပေမဲ့သူကအဲ့လိုစိမ့်စိမ့်အဲ့လိုမျိုးပြီးတော့အချင်တက်လေးနည်းနည်းပါတယ်ဆိုတော့အဲ့လိုမျိုးစားလို့ကောင်းတယ်အာပြီးွားလို့ရှိရင်နောက်တစ်ခုကကျတော့တို့ရဲ့အကင်နေပေါ့နော်အာအကင်နေလည်းအရင်စားလို့ကောင်းတယ်အဲ့လိုမျိုးရထားလေးကအဲ့လိုလာပြီးတော့အရန်လှရပါတော့အဲ့မှာဓာတ်ပုံရိုက်လို့ရတယ် ခုဆိုလို့ရှင်တော့ဒါကျွန်တော်တို့မှာထားရရောက်ပြီပေါ့နော် Turkish coffee ပေါ့နော် Tor Express လို့ပုံစံမျိုးပေါ့လေနည်းနည်းကျင်းတဲ့ဟာပေါ့ဒါအဲ့ဒါမှာထားတယ်ပြီးသွားလို့ရှင်ရင်ကျွန်တော်ဗာမှာထားလဲဆိုရင်ဒီကောင်ကဒါကဆလတ်ပါဒါ RF style ဆလတ်ပေါ့နော်ဆိုတော့သူ့ထဲမှာဘာပါလဲဆိုလို့ရှိရင်ဒါတခွားသီးတို့ olive အာ olive တို့အာပြီးရောလို့ရှိရင်ခဲညင်သီးတို့ပါလို့ပေါ့နော်အဲ့အားကြီးပါပါတယ် ီပါလို့ရှိရင်အဲ့လိုမျိုး uh spice နည်းနည်းနေပေါ့အဲ့ဒါလေးမှာထားပါတယ်အီးပြေပါနောက်တစ်ခုကတော့ဒါဒီနေ့ရဲ့ craving ပေါ့နော်ရှာဝါမပါရှာဝါမအောင်မှာကျွန်တော်တို့က chicken နဲ့မှာထားပါတယ်သူက uh ဒီမှာဆိုလို့ရှိရင်တော့ဒါ chili sauce ပါ uh ပြီးသွားလို့ရှိရင်ဒါကတော့ကျွန်တော်ထင်တယ်ဟိုပါပါလဲ master နဲ့ master မဟုတ်လို့ရှိရင် mayonnaise နဲ့ဒီ uh ဟို chili နဲ့ရောထားတဲ့ဟာမျိုးဖြစ်မယ်ပြီးရင်ဒါကတော့ yogurt sauce ပါ yogurt sauce ကကြာတော့ mayonnaise နဲ့ yogurt နဲ့ရောထားတာပေါ့နော် အာပြီးွားရင် pickles နည်းနည်းပါမယ်ပင်အာလူးကြော်ပါမယ်ပင်တော့ဒါရှာဝါမပေါ့ဆိုတော့တခွားသေးကိုအဓိကထားပြီးလုပ်ထားตัวจองยูเรนันซ้าเนี่ยบาซีซ่าสลัดตัวบางเนี่ยบากว่าแล้วဆိုလို့ရှင်ဒီမှာสไปซ์တွေပါတယ်ဒီမှာကောင်းတာပြောရဲ့ လီမွန်လေးညှစ်လိုက်တဲ့အခါကျောင်းချင်နေရတာလေးပါရဲ့အဲ့ဒါစားလိုက်တယ်စားလိုက်တယ်အေးပြေးသွားစီတာပေါ့ကျွန်တော်မှာထားတဲ့ Turkish coffee ပါတော့နည်းနည်းလေးပြင်းတယ်နားတော့ရမ်းမွေးနေရပဲတော့ဘာတကြားမှမပေါ့လုံးဝအဲ့လို espresso shot လိုမျိုးပေါ့ရမ်းကောင်းနေတာလေးလဲကဲ ကျွန်တော်တို့ရဲ့ဇက်လိုက်ကျော်ရှာဝါမပါရှာဝါမစရင်ကျွန်တော်စိုးနေခင်းနေတော့မစားတော့ဘူးလက်နဲ့ပဲစားလိုက်တော့မှာဒီမှာနင်းရလားမသိဘူးသူကဒီမှာဒါကသူကမီးလေးနဲ့သူကဟိုအလုပ်ထားတာအပူပေးထားတာပြောလို့ရှိရင်အထဲမှာဒါဆောင်းနာလို့ thin slice လေးတွေပေါ့ ိုကလည်းအဲ့သွားနာသုံးနာရဲ့ယောဂဆော့ဆဲအချင်တက်လေးရဲ့အသားရဲ့အသားနှက်ထားရဲ့ spice တွေရဲ့အနံ့ရဲ့အပြင်ကဒီတော်တီးရဲ့ကျွတ်ကျွတ်ကလေးရဲ့အရန်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ချာဝါမားစိုင်ရဲ့အဲထုံးစံပါလဲဆိုလို့ရှိရင်သူ့စတန်နဲ့သူရှိရဲ့ ်မှာတချိုးဆိုင်เนี่ยအငံဘက်သွားတာရှိတယ်တိုးဆိုင်เนี่ยအချင်ဘက်သွားတာရှိတယ်အဲ့တော့ရှောင်းအမတေးစ်ကလည်းကိုကြိုက်တဲ့ပုံမူတည်ပြီးကွဲကြနိုင်တယ်ပေါ့နော်ကျွန်တော်ကျအဲ့လိုချင်းတဲ့တက်ကိုသွားတာကိုကြိုက်တော့တော့ကြောင်းလို့ဒီတိုင်လေးမှာအများစားဖြစ်တယ်ကျောဒါအခုကပလေးတာမှလိုက်တာပေါ့ပလေးတာမှရတဲ့အခါမှာကျတော့အသားနဲ့တော့ဒီဟိုဟာတော်တီယာနဲ့လည်းပတ်ပေးလိုက်တာတကယ်လို့ကျွန်တော်တိတ်ကဝေးမှမယ်ဆိုလို့ရှိရင်တော့ဒီဒီသုံးခုသာလောက်ပေါ့အဲ့လောက်ကိုတော့အပြားလိုက်လေးဟိုမှာဒီခါလေးတွေကိုတစ်ခါရဲထည့်ပြီးတော့ညှက်ပေးလိုက်တာ ပပလေးနေပြီးတော့လေ source နဲ့တုတ်ပြီးတော့အဲ့တော့တခါတည်းပဲဒီမှာကျတော့ plater ဆိုတော့စိုင်းထိုင်သားတော့တို့ရောအဲ့လိုမျိုးတက်တက်တီးပေါ့နော်ဟိုကိုကြိုက်တဲ့အပေါ်မှာ gas mic လုံးလို့ရရပေါ့ shower မှာဒါအခု A4 ပြည့်သက်တွေပေါ့နော် ဒါအားရစာကိုတည့်ရလွယ်တည့်မယ်မတည့်ရလွယ်မတည့်ပေါ့အဲ့တော့ဘယ်လိုလုပ်ထားလဲဆိုတာပြသွားဒီမှာဒါဒီမှာဒီဒီသွားသူ့ဂျုံသားပပလေးကွာပပလေးအဲ့ထဲမှာဒီမှာစောနာကျောင်းတို့ဒီသူတို့စောနာပပပပလေးထားတဲ့အသားလေးတွေကိုထည့်ထားတယ်ဒီမှာ sauce လေးရှိမယ်အဲ့ဒါအောင်မှသူကပြီးရင်လိမ့်လိုက်တာပေါ့နော်အဲ့နှစ်ခုရောပြီးသွားလို့ရှိရင်ကဲရပါပြီ ကအတီးတွေထည့်ထားမှတော့ balance ကိုပြတ်တာအဲ့လိုဒီနေ့အကြောက်စိုက်ထိုင်နေဆိုအဲ့လိုမျိုးပေါ့ဒီ view လေးလည်းပြကျင်တယ်ပြွားလို့ရှိရအဲ့လိုမျိုး everyday တက်တွေကိုလည်းဒါမိတ်ဆက်ပေးခြင်းတဲ့ခါကျတော့ဒီနေ့ဆိုင်ထိုင်စားလိုက်တာပုံမှန်ဆိုရင် shower မှာဆိုရင်ကျွန်တော်တို့အမြဲတမ်းတိတ်ကဝေးပဲဝင်နေကြဒီအောက်မှာတို့တိတ်ကဝေးရောင်းတဲ့နေရာမှာအမြဲတမ်းတိတ်ကဝေးဝင်နေကြ ဲ့ဆိုတော့ကျွန်တော်လက်တာဆက်စားလိုက်အောင်ပဲပေါ့နော်အာ တကယ်လို့ပေါ့နော်ကိုကအဲ့လိုမျိုးမတူညီတဲ့အစားအသောက်တစ်ခုခု try ချင်တယ်ဆိုလို့ရှိရင်ဥပမာမှာ RS အစားအသောက်ဘယ်လိုမျိုးလဲဟလာ Middle East မှာဘယ်လိုအစားအသောက်မျိုးရှိလဲအဲ့လိုမျိုးမတူညီတဲ့အစားအသောက်မျိုး try ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒါ shawarma ကို try ကြည့်ဖို့ကျွန်တော်ကအကြံပေးချင်ပါတယ်အာဒါပေမဲ့တခုတော့ရှိရပါဘောစစချင်း try try မယ်ဆိုလို့ရှိရင်တော့အရင် era မျိုးဒါမှမဟုတ်လို့ရှိရင်အရင် byte တာမျိုးခံစားရတော့ဘာဖြစ်လို့ဆိုတော့အသားရဲ့ဂျုံရဲ့အဓိကထားပြီးလောက်ထားပြီးတော့မှ source နဲ့လောက်ထားတာဆိုတဲ့ခါကျတော့ နည်းလေး ideal ဘက်ကိုသွားမယ်ဒါပေမဲ့ sign sign နဲ့ဒါအဲ့လိုအသားကျလာတဲ့အချိန်မှာ shower ဘက်ကိုကြိုက်သွားမှာပေါ့နော်အာအဲ့လိုမျိုး try ကြည့်ဖို့ကျွန်တော်တို့အကြံပေးချင်ပါတယ်အာတကယ်လို့များဒီဘက်ကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်အရင်ဆုံးဒါအောက်မှာပေါ့နော်ဟိုဟာ take away လေးဝယ်ပြီးတော့ try try ကြည့်ဖို့တော့ကျွန်တော်တို့အကြံပေးချင်ပါတယ်ဆိုတော့ now vlog တွေမှာလည်းဘလို့အစားအသောက်အသက်စမ်းနေပြီးရောလို့ရှိရင်အာဘလို့ sign လေးတွေကိုကျွန်တော်တို့ခေါ်သွားပေးအောင်လဲဆိုတော့ဆက်လက်ဆက်မှာကြည့်ရှုပေးကြပါဦးခင်ဗျာဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပလော့မှာပြန်တွေ့မယ်เนาะအားလုံးပဲတတ်တာ Thank <laughs> you.